YouTube ပေါ်မှာကြီးစုသူ30ကျော်ချိခဲ့ပြီး2009ခုနှစ်ဗန်နန်းမျိုးတွင်ပြစ်ပြက်ခဲ့သောဖြစ်ရမှန်ဇာတ်လမ်းတစ်ခုကိုအခြေခံထားသည်ဘင်းဆိုတဲ့လူအိမ်ထဲကိုဝင်လာခဲ့ပြီးသပွဲအန်ဆွဲထဲမှာတစုံတစ်ခုကိုရှာဖွေနေပါတယ်အဲဒီမှာရှာမတွေ့တဲ့အခါအိတ်တလုံးထဲမှာထပ်ရှာနေခဲ့ပြီးနောက်တော့ဗီဒီယိုတကားကိုဆွဲပွင့်လိုက်တော့လိပ်ပြမဲတွေပြန်ထွက်လာတာကိုမြင်လိုက်ရပါတယ်အဲဒီနောက်ဗီဒီယိုအောက်ခြေကအန်ဟွက်တစ်ခုကိုရှာတွေ့သွားခဲ့ပြီးအထဲကအရာဝတ္ထုကိုယူထုတ်လိုက်တာ ဖုံးစံအတိုင်းဖုံမှုန့်တွေကိုဖူးကနဲ့မှုတ်ထုတ်လိုက်ပါတယ်။အဲ့ဒီနောက်တော့ဇာအုပ်ကိုဖွင့်ဖက်လိုက်ပြီးတခုခုကိုတိသွားတဲ့ဟန်နဲ့တွေးဆနေခဲ့ပါတော့တယ်။2000ခုနှစ်ခုနှစ်ဗန်ဒန်းမြို့ပွဲတစ်ခုတည်းကိုလူတွေတစ်ဖွဲဖွဲလာနေကြပြီးဇက်စင်ပေါ်မှာတော့ရုပ်သေးဆရာကယာမနာဇက်တော်ကြီးကိုတင်ဆက်နေခဲ့ပါတယ်။ပွဲကြီးပြိသက်တွေထဲမှာဘင်လက်ပါဝင်ဖြစ်ပြီးသူ့ဘေးမှာရာနီဆိုတဲ့မိန်းကလေးတစ်ယောက်လည်းရှိနေပါတယ်။ဒတ်တာကိုတီတာမင်းသမီးက နင်းနင်းတီတီအမုန်းစကားပြောတဲ့အခန်းကိုတင်ဆက်တဲ့အခါဘင်ကမေတီရာပေါ်ထားတဲ့ဒက်သားရဲ့အချစ်ကတကယ်စစ်မှန်ခဲ့တာတီရာနားလည်တင့်တယ်လို့ပြောပါတယ်။ရာနီကအချစ်နဲ့ရမတ်ကြားမှာစီပပါလေးပဲချတာလို့ပြန်ပြောပါတယ်။ဘင်ကဒါဆိုရင်ဒက်သားကတီရာပေါ်တကယ်မချစ်ရင်ဘာကြောင့်အသက်အသေးခံမှာလဲဆိုပြီးပြန်မေးလိုက်တဲ့အခါရာနီကဘာမှပြန်မပြောပဲခတ်ပြုံးပြုံးနဲ့ပဲရှိနေခဲ့ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်သားပွဲစည်းလှည့်နေကြပြီးဂရင်ဒင်းလို့အမည်ရတဲ့ချေဟောင်းတူရီယာကိုတွေ့မိကြပါတယ် ရာနီက သူငငယ်ကလေးကဒီတူရီယာနဲ့ကစားခဲ့တာဆိုပြီးပြောတဲ့အခါဘင်ကကရင်တင်တစ်ခုကိုကောက်ယူလိုက်ပြီးတီးပြဖို့တောင်းဆိုပါတယ်။ရာနီလည်းတူရီယာကိုပါဇက်နှခမ်းပြမှတိတ်ကတတွန်တွန်နဲ့တီးပြလိုက်ပါတယ်။အဲဒီနောက်သူတို့နှစ်ဦးသားဆိုင်ကယ်နဲ့အတူပြန်လာခဲ့ကြပါတယ်။တစ်ဖက်မှာတော့နန်ဒိုကဘော်ဒါတွေကိုလှမ်းနှုတ်ဆက်လိုက်ပြီးသူ့အခန်းထဲကိုဝင်သွားပါတယ်။ဘော်ဒါတယောက်က "तू ဘာလို့ကားမြူသွားတာလဲ?"လို့မေးတော့နန်ဒိုယီဇာကကားယူသွားတဲ့အကြောင်းပြန်ပြောနေကြပါတယ်။ ရာနီကသူ့ကိုအဝေးကြီးကရုပ်သေးပွဲကိုလိုက်ပြတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောနေခဲ့ပြီးဘင်ကတော့ခရီးကွာဝေးထက်ယင်းထဲကခန်းစားချက်ကပိုအရေးကြီးပါတယ်ဆိုပြီးပြောပါတယ်။ရာနီကတော့တစ်ချိန်လုံးကညိုကီတို့ရဲ့သူမလိုပဲပြုံးတုံတုံနဲ့လုံနေပါတယ်။ဘင်ကအိမ်ထိလိုက်ပို့ခွင့်တောင်းတဲ့အခါမှာလဲသူမကခွင့်မပြုခဲ့ပါဘူး။ဘင်ကသူ့ဝယ်ပေးတဲ့ grinding ကိုတတိယတိုင်းတီးခတ်ဖို့ပြောလိုက်ပြီးသူမကလည်းတူရီယာလေးကိုထောင်ပြကခေါင်းညှိရင်းတော်လန်လေးတိုင်းဝင်သွားခဲ့ပါတော့တယ်။ ်ဘင်ကသူမရဲ့ကြောပြင်ကိုမျက်စိတဆုံငေးကြည့်နေပြီးမှပြန်ထွက်သွားခဲ့ပါတယ်။အဲ့ခန်းထဲကဘောရာ၃ယောက်ဟာအပြင်ကအတန်တွေကြားတာကြောင့်တွတ်ထိုးနေကြချိန်မှာပဲနန်ဒိုအိမ်ထဲကိုဝင်လာခဲ့ပြန်ပါတယ်။ဒါပေမဲ့တငယ်ချင်း၃ယောက်ကထူးဆန်းနေပြီးသူ့ကိုပုံမှန်မဟုတ်တဲ့အကြည့်တွေနဲ့ကြည့်နေကြတာပါ။နန်ဒိုကဘာတွေထူးဆန်းလုပ်ပြီးသူ့ကိုကြည့်နေရတာလဲလို့ပြန်မေးရင်အထက်ကိုဝင်သွားခဲ့ပါတယ်။သူတို့၃ယောက်ကအဲ့ဒါနန်ဒိုမှဟုတ်ရဲ့လားဆိုပြီးထိတ်လန့်စွာနဲ့အခန်းဝါကိုပြေးချောင်းကြပါတယ်။ ခန်းဝါမှာပြူတစ်ပြူတစ်လှုပ်နေတဲ့သူတို့သုံးကောင်ကိုနန်တို့ကမင်းတို့ဘာတွေထူးဆန်းဖြစ်နေတာလဲဆိုပြီးပုံမှန်တိုင်းပဲပြန်မိပါတယ်။ဘင်ဟာလည်းအိမ်ရှိမှဆိုင်ကယ်ထိုးရက်လိုက်ပြီးအိမ်ထဲကိုဝင်လာခဲ့ပါတယ်။ပရင်းပေါက်ကလိုက်ကာစာလေးကလွင့်နေပြီးမမြင်အပ်တဲ့အရာတစ်ခုကသူ့ကိုချောင်းကြည့်နေတယ်လို့ရှိပါတယ်။ဘင်ကတော့သတိမထားမိပဲအိမ်ရဝင်သွားခဲ့ပါတယ်။တေယန်တီလို့အမည်ရတဲ့ထမင်းဆိုင်မှာတငငချင်း၃ယောက်တို့မနက်စာစားနေကြပါတယ်။လူတယောက်ကအဲ့ဒီဘော်ဒါဆောင်မှာနေရထိုင်ရတာအဆင်ပြေလားလို့လှမ်းမိတာကြောင့် ဒွန်ကဈေးတက်တာပြီးတော်တော်အဆင်ပြေတဲ့အကြောင်းပြန်ပြောပြလိုက်ပါတယ်။အဲ့ဒီလူကတော့သူကဒီအတိုင်းမေးကြည့်တာပဲလို့ပြောပြီးအဲ့ဒီအချိန်မှာဆရာမရောက်လာတာကြောင့်၃ရောင်သားထွက်သွားကြပါတယ်။ဆိုင်းမှာကြံခဲ့တဲ့လူကတော့တခုခုကိုလေးနဲ့စွာတွေးနေပုံရှိပါတယ်။ဘင်အိမ်ထဲကထွက်လာပြီးတကားကိုတေချာပိတ်ပါတယ်။ဆိုင်းကဲအနားကိုရောက်လာတော့တစ်ခွပင်မှာလိပ်ပြအမဲရှိနေပြီးပန်းကညှိုးယော်နေတာကိုမြင်လိုက်ရပါတယ်။ဘင်လည်းပင်လေးကိုရေဖြန်းလိုက်ရင်လန်းလန်းဆန်းဆန်းနေစမ်းမှာဆိုပြီးပြောနေပါတယ်။ ပြီးတော့သူ့ရဲ့ဆိုင်ကယ်လေးနဲ့ထွက်သွားခဲ့ပါတော့တယ်။တကူတဲ့စာရေးနေတဲ့ဘင်းစီကိုဒွန်တို့ဖွဲ့ရောက်ချလာပါတယ်။ဘီနူးကသူ့ရဲ့ border ဆောင်ဟာတဖြည်းဖြည်းနဲ့ထူးခြားလာနေကြောင်းဘင်းကိုပြောပြပါတယ်။ဒွန်ကလည်းမင်းညားကနန်ဒိုနဲ့တပုံစံနဲ့တူတဲ့သူသူ့အခန်းထဲကိုဝင်သွားခဲ့ပြီးတိတ်မကြခင်မှာပဲနန်ဒိုနောက်ထပ်တစ်ယောက်ပြန်ရောက်လာတယ်ဆိုပြီးပြောပြပါတယ်။ဒါပေမဲ့ဘင်းကတော့မင်းတို့တွေဆေးကြောင်နေတာလားဆိုပြီးပြန်မေးလိုက်တာပါ။ဘီနူးကသူ့အလေးနဲ့ထားပြီးပြောတာကိုဒီလိုတုံ့ပြန်တာကြောင့်စိတ်ဆိုးပြီးပြန်ထွက်သွားခဲ့ပါတယ်။ တို့ဘော်ဒါဆောင်မှာတော့တီတူကအတက်ရောက်လာတဲ့ဂူဒါကိုအခန်းလိုက်ပြပေးနေခဲ့ပါတယ်။အဲ့ဒီနောက်ဂူဒါကတင်းမာမှုတွေဖြစ်လာတာကြောင့်ရွှေပြုံကရေသွားတော်ပါတယ်။ပြီးတော့ရေဆွဲမချပဲအင်သာကအထွက်မှာတော့သူ့အလိုလိုရေဆွဲချသွားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီနောက်တီတူကဂူဒါနေရမယ့်အခန်းကိုလိုက်ပြခဲ့ပြီးအခန်းထဲကအမှန်ကိုကြီးလိုက်မိတဲ့အခါသပင်ဖားလာနဲ့မိန်းမတယောက်ကိုမြင်လိုက်ရတာကြောင့်ထိတ်လန့်သွားရပါတယ်။ပြီးတော့သူဒီမှာနေလို့မဖြစ်တော့ဘူးဆိုကပြန်ထွက်သွားခဲ့ပါတော့တယ်။ ဆိုင်ကယ်နဲ့ထွက်သွားတဲ့ကိုတာကိုမီနာကခက်အေးအေးပဲကြည့်နေသလိုတီရူကလည်းစိတ်ပြတ်တဲ့ပုံစံနဲ့ထွက်လာခဲ့တာမြင်လိုက်ရပါတယ်။ညနေခင်းတစ်ခုမှာတော့နန်ဒိုဟာကားနဲ့အဆောင်ကိုပြန်ရောက်လာပါတယ်။နန်ဒိုကသူ့ကောင်မလေးဒမ်ကိုကားပေါ်မှာပဲအိတ်တလုံးလက်ဆောင်ပေးလိုက်ပြီးဒမ်ကလည်းအယံသဘောကျနေပါတယ်။ကားပေါ်ကဆင်းလာပြီးအဆောင်ထဲကိုဝင်ဖို့လုပ်နေတော့နန်ဒိုကသူ့ကိုထူးခြားတာတစ်ခုခုပြန်ပေးရမယ်ကြောင်းပြောနေကြပါတယ်။နှစ်ယောက်သားလက်တွဲကအိမ်ထဲဝင်လာကြပြီး ဒမ်ကရေတောက်ချင်တယ်လို့ဆိုတာကြောင့်နန်ဒိုလည်းရေသွားယူပေးပါတယ်။တယောက်တည်းကြံနေခဲ့တဲ့ဒမ်ဟာအိမ်ထဲမှာဟိုဟိုဒီဒီရှောက်ကြည့်နေရင်ကသပင်ဖားလာတဲ့မိန်းမတယောက်ကို တွေးလိုက်ရပါပဲ။ဒမ်ကတော့လူလို့ပဲထင်ပြီးနှုတ်ဆက်လိုက်ပါတယ်။ဒါပေမဲ့ခဏနေတော့လက်ပြတ်တစ်ဖက်တည်းနဲ့သူ့ကိုလက်ဖက်ရည်လာပေးတာတွေးလိုက်ရပါတော့တယ်။နောက်တော့မျက်ပြူလန်နေတဲ့သပင်ဖားလာတဲ့မိန်းမအဖြစ်ပြောင်းသွားခဲ့ပြီးဒမ်လည်းအော်ဟစ်ပြီးပြေးပါတော့တယ်။အော်တန်ကြောင့်နန်ဒိုပြေးထွက်လာခဲ့ပြီး ဒမ်ကတော့ကားတကားပိတ်ပြီးအထဲမှာအကြောက်လွန်နေခဲ့ပါတယ်။နောက်တော့သူ့ကိုအိမ်ပြန်ပို့ပေးဖို့ငိုယိုပြီးပြောတာကြောင့်နန်ဒိုလည်းအိမ်ပြန်ပို့ပေးရပါတော့တယ်။အတော်ကြာတော့ဒွန်တို့တငငချင်း၃ယောက်ပြန်ရောက်လာကြပြီးဒွန်နဲ့ဘီနူးတို့ဟာအခန်းတကားဝကိုကြည့်ကကြောက်စိတ်တွေဝင်နေကြပါတယ်။သူတို့အထဲကိုဝင်လာတော့ဒမ်ပြုတ်ကျကြံရင်ခဲ့တဲ့အိတ်လေးကိုတွေ့လိုက်ရပြီးအိမ်ကိုဗဲမင်းကလေးရောက်လာတာလဲဆိုပြီးပြောဆိုနေကြပါတယ်။နောက်တော့ဘီနူးကမိဖို့ကြောင့်ဘက်ကထွက်လာခဲ့ပြီး နန်ဒိုပြုတ်ကျကွဲထားတဲ့ကော်ဖီခွက်ကိုတွေ့လိုက်ရပါတယ်။နောက်တော့ပတင်းပေါက်တကားကိုပိတ်နေတော့အရေးတကူမြင်လိုက်ရတာကြောင့်နောက်လှည့်ကြည့်လိုက်ပေမဲ့ဖြက်ကနေပျောက်သွားပါတယ်။ဘီနူးလည်းကြောက်စိတ်တွေနဲ့တပြေးပြေးချင်းရှောက်လာရင်းကနေသူ့ရဲ့အနောက်မှာသပင်ဖားလာတဲ့မိန်းမဟာပေါ်လာခဲ့ပါတော့တယ်။မိန်းမကသူ့စီပြေးဝင်လာဖို့လှုပ်တဲ့အခါဘီနူးလည်းခုံထဲတိုက်ကလဲကျသွားပါတယ်။သူလဲကျလျက်သားနဲ့လှမ်းကြည့်လိုက်တဲ့အခါအဲ့ဒီနေရာမှာဘာမှရှိမနေတော့ပါဘူး။ နောက်တော့အဲ့ဒီမိန်းမကစပွဲပေါ်ကနေပေါ်လာခဲ့ပြီးစူးစူးရဲရဲစိုက်ကြည့်နေတာကြောင့်ဘီနူးလည်းငဲတံပအောင်អော်နေပါတော့တယ်။အဲ့ဒီချိန်မှာပဲဒွန်ရောက်လာပြီးဘီနူးကိုစိတ်ငြိမ်အောင်ထိန်းဖို့ဖြောင်းဖြားပြောဆိုနေခဲ့ပါတယ်။မကြာခင်မှာဂျန်ဒူဟာစိုက်ကယ်တက်စီနဲ့အဆောင်ကိုပြန်ရောက်လာခဲ့ပါတယ်။သူအထဲကိုဝင်လာတော့သတိလွတ်တလို့ဖြစ်နေတဲ့ဘီနူးကိုတွေ့လိုက်ရပြီးဒွန်ကသူအခန်းထဲကနေအော်ဇံကြားလို့ပြေးထွက်လာတော့ဒီလိုပုံစံဖြစ်နေတဲ့အကြောင်းပြောပြပါတယ်။ဂျန်ဒူကတခုခုဝင်ပူးကတ်တာဖြစ်နိုင်ကြောင်းနဲ့ ဂါထာတွေရွတ်ဖို့ပြောပါတယ်။ဒါပေမဲ့လည်းသူတို့နှစ်ကောင်လုံးဘာဂါထာမှအလို့မရကြပါဘူး။နောက်ဆုံးမှဂျန်နူက သူ့ဂွာကြားကိုလက်နိုင်ထည့်လိုက်ပြီးအဲ့ဒီလက်နဲ့ဘီနူးကိုအုပ်ထားလိုက်ပါတယ်။ဂျန်နူအကြံကအလို့ဖြစ်သွားခဲ့ပြီးဘီနူးတယောက်သတိပြန်ရလာက ထိုးအံ့နေပါတော့တယ်။နောက်တော့သူတို့တငယ်ချင်းတွေအားလုံးစူးစီးလိုက်ကြပြီးဘီနူးကအဲ့ဒီမိန်းမကသပင်အရှိကြီးနဲ့အဖြူရောင်ဝတ်စုံကိုဝတ်ထားတယ်။ပြီးတော့သူ့မျက်နှာကကြောက်စရာကောင်းအောင်ဒေါသထွက်နေကြအောင်ပြောပြပါဗျ။နန်တို့ကမင်းညားကသူ့ကောင်မလေးကလည်း အဲ့ဒီမိမကိုမြင်ခဲ့ရတဲ့အကြောင်းပြောတဲ့အခါတငယ်ချင်းတွေကမင်းကောင်မလေးကိုခေါ်လာပြီးဘာတွေမဟုတ်တာလုပ်သေးလဲဆိုပြီးပြောပါတော့တယ်။နန်တို့က "तू ဘာမှမလုပ်တဲ့အကြောင်းပြောပေမဲ့တငယ်ချင်းတွေကတော့နန်တို့တို့တွဲကတရေမမကြိုက်တာတခုခုလုပ်ခဲ့တာကြောင့်ဘီနူးခုလိုတရေအချောက်ခံရတာဆိုပြီးပြဿနာလုပ်ကြပါတော့တယ်။နောက်ဆုံးမှနန်တို့ကဒွန်ကိုတွန်းထုတ်ပစ်လိုက်ပြီးအထဲကို ပြန်ဝင်သွားခဲ့ပါတယ်။ဘင်ကဒွန်ကိုစိတ်ထင်းကိုဖြောင်းဖြားပေးလိုက်ပြီးသူ့ဆိုင်ကနေတနရာစီကိုထွက်သွားခဲ့ပါတယ်။ ဒီအချိန်မှာရာနီကတော့ပရင်တင်ကိုတီးခတ်နေပြီးမကြာခင်မှာဘင်လည်းအဲ့ဒီနေရာကို ရောက်လာခဲ့ပါတယ်။ဘင်က ရာနီရဲ့အနားမှာဝင်ထိုင်လိုက်ပြီးငါတို့တွေတီးခတ်ကြတာကြာပါပြီ။ဘာကြောင့်မင်းရဲ့အိမ်ဘယ်မှာလဲဆိုတာနဲ့မင်းမိဘတွေဘယ်မှာလဲဆိုတာငါမသိရတာလေလို့မေးလိုက်ပါတယ်။ရာနီကတော့ကျမကိုဘင်နီယာလိုက်ပို့ရမလဲ။ဘင်နီယာလာခေါ်ရမလဲဆိုတာသိရင်လုံလောက်ပါပြီ။အချိန်တန်ရင်အရာအလုံးကိုသိရမှာပါလို့ဆိုခဲ့ပါတယ်။အဆောင်မှာတော့နန်ဒိုကနေရာပြောင်းတော့မယ်ဆိုပြီး အထုပ်တွေပြင်ဆင်နေပါပြီ။ဒါပေမဲ့ဘီနူးကတော့ဒီအတိုင်းပြောင်းသွားခြင်းမရပါဘူး။နန်ဒိုကမင်းတရေမားကိုမြင်လိုက်တာတော့ဆက်နေအောင်မလားဆိုပြီးပြောနေပါတယ်။အဲ့ဒီမှာငโกကလေးကမကြင်မနဲ့ဖြစ်နေတဲ့ဒုံရောက်လာပြီးပြောင်းချင်ရင်တယောက်တည်းပြောင်းမော်ကွာ။မင်းကြောင့်ပဲဘီနူးတရေအချောက်ခံရတာဆိုပြီးပြောပါတယ်။နောက်တော့နှစ်ယောက်သားဆွဲထိုးဖို့လုပ်နေကြတာကြောင့်တငယ်ချင်းတွေထွက်လာကြပြီးဝိုင်းဆွဲထားလိုက်ရပါတယ်။နောက်တော့ဘင်ဇီကိုဖုန်းဝင်လာခဲ့ပြီးအဆောင်မှာနန်ဒိုနဲ့ဒွန်တို့ပြဿနာတက်နေကြောင်းသိလိုက်ရပါတယ်။ နန်တိုကတော့ပစ္စည်းတွေကားပေါ်တင်ပြီးထွက်သွားဖို့လုပ်နေတဲ့ချိန်မှာပဲဘင်တို့အတွေ့ပြန်ရောက်လာကြပါတယ်။ဘီနူးကတော့ရာနီကိုမြင်လိုက်တာနဲ့ကြောက်စိတ်တွေဝင်သွားခဲ့ပါတယ်။ပြီးတော့ဘင်နူးကဘင်ကိုအိမ်သေးစီကိုအတင်းဆွဲခေါ်လာခဲ့ပြီးရာနီဟာမင်းညားကသူမြင်လိုက်ရတဲ့တရေမားနဲ့တူနေကြောင်းပြောပြလိုက်ပါတယ်။ဘင်ကတော့ကြောင်တောင်စကားတွေလာမပြောနဲ့ဆိုပြီးပြောပါတယ်။ဘီနူးကသူ့စကားကိုမယုံတာကြောင့်နန်တိုနဲ့လိုက်သွားတော့မယ်ဆိုကအထုပ်ဆွဲပြီးထွက်သွားပါတော့တယ်။ဘင်ကကြံတဲ့ငွေချင်းတွေကို မင်းတို့လည်းရာနီပေါ်တမျိုးမြင်နေကြတာလားဆိုပြီးမေးလိုက်ပါတယ်။အပြင်ဘက်မှာနန်တို့တို့ကားကတော့ထွက်ခွာသွားခဲ့ပြီးရာနီကသူတို့ကိုတဲထိတ်ရင်ဖိုးစရာအကြည့်တွေနဲ့မျက်စိတစ်စုံကြည့်နေခဲ့ပါတယ်။ဘင်းအိမ်ထဲကပြန်ထွက်လာတော့ရာနီကိုမတွေ့ရတော့ပါဘူး။ဒါပေမဲ့အိမ်ထဲကိုပြန်ဝင်လာချိန်မှာတော့လက်ပြအမဲနဲ့ဆော့နေတဲ့သူမကိုမြင်လိုက်ရပါတယ်။ဘင်းကသူမပထမဆုံးရောက်လာတဲ့အချိန်မှာတငယ်ချင်းတွေပြဿနာတက်နေလို့တောင်းပန်တဲ့အကြောင်းပြောလိုက်ပါတယ်။ရာနီကတငယ်ချင်းတွေကဘာဖြစ်ကြတာလဲလို့မေးတဲ့အခါ ီအိမ်မှာတရေချောက်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ရာနီကတငယ်ချင်းတွေအနေနဲ့စကားအပြောအဆိုအပြုတ်မှုတွေကိုထိန်းချုပ်သိတဲ့အကြောင်းဒီနေရာမှာမမြင်အပ်တဲ့အရာတွေရှိနေနိုင်တယ်လို့နေရာတိုင်းမှာသူစီးမြင်တဲ့သူရှိတယ်ဆိုပြီးရာနီကပြောပါတယ်။ဘင်ကတော့ရာနီကိုတေချာစိုက်ကြည့်နေခဲ့ပြီးသူမကတော့လူသားတွေရဲ့မွေးရပါဇယိုက်ဆိုးတွေအကြောင်းလေးနက်စွာပြောဆိုနေခဲ့တာပါ။ဒုံတို့ဖွဲ့စားနေကြထမင်းဆိုင်ကိုရောက်လာပြီးပရာရဲ့အိမ်ကိုမေးလိုက်တဲ့အခါဆိုင်းရှင်မျိုးသမီးကလမ်းညွှန်ပေးလိုက်ပါတယ်။ပရာရဲ့အိမ်ကိုရောက်လာတော့ မင်းတို့နေတဲ့ဆောင်မှာဘာပြဿနာတွေဖြစ်နေတာလဲဆိုပြီးကြီးကြုံပြီးမေးပါတယ်။သူတို့ကတခုခုကိုသိနေတာလားဆိုပြီးပြန်မေးလိုက်တဲ့အခါသဘာဝတရားကြီးဟာနမိတ်လက္ခဏာပြတ်တက်ကြောင်းနဲ့သဘာဝနဲ့နှီးဆက်သူတွေကဒါတွေကိုကြိုသိနိုင်တယ်ဆိုပြီးပြောခဲ့တာပါ။သူတို့ကဒါဆိုရင်ဘယ်လိုဖြေရှင်းရမလဲဆိုပြီးပြန်မေးလိုက်ကြပါတယ်။ပရာကသူတို့အုပ်စုကိုအပြောအဆိုအပြုမှုတွေထိန်းချုပ်ဖို့နဲ့နေရာတိုင်းမှာသူစီးမြင်တဲ့သူရှိပြီးလူသားတိုင်းကမိမိရဲ့လောက်ရအတွက်တာဝန်ယူရမှာပဲဆိုပြီးပြောလိုက်ပါတယ်။ ဂျွန်ကတော့နန်ဒိုကဆောင်းထဲမှာသူ့ကောင်မလေးနဲ့မဖွဲမရာတွေလှုပ်လို့ဒီလိုကိစ္စဖြစ်တာဆိုပြီးပြောလိုက်ပါတယ်။အဲဒီနောက်သူတို့လည်းပရာကိုနှုတ်ဆက်ကပြန်လာခဲ့ကြပြီးအဆောင်ကိုရောက်လာတဲ့အခါခါတိုင်းလိုမဟုတ်ပဲခွင့်တောင်းပြီးမှ ဝင်လာခဲ့ကြပါတယ်။အထဲဝင်လာတော့ဘင်ကိုတွေ့ပြီးဘယ်ကပြန်လာလဲဆိုပြီးမေးတဲ့အခါဂျွန်တို့ကဘီယာဆိုင်ကပြန်လာတာပါဆိုပြီးညာပြောလိုက်ပါတယ်။ဘင်ထွက်သွားတော့ပရာပြောခဲ့တဲ့စကားတွေကိုပြောပြလိုက်ကြမလားဆိုပြီးနှစ်ယောက်သားတိုင်ပင်နေကြပါတယ်။ညာဘက်မှာတော့ဘင်တယောက် laptop သုံးနေရင် တန်စင်တစ်ခုကိုကြားလိုက်ရတာကြောင့်အပြင်ထွက်ကြည့်တဲ့ခါမှာတော့အဲ့ကမ်းမှာမိန်းကလေးတယောက်ကိုမြင်လိုက်ရပါတယ်။အဲ့ဒီချိန်မှာဖုံးမြည်တဲ့ပေါ်ထွက်လာခဲ့ပြီးအဲ့ဒီမိန်းကလေးဟာလည်းဖြက်နဲ့ပြန်လဲပျောက်ွယ်သွားပါတော့တယ်။ဘင်ဖုံးကင်လိုက်တော့တီရူဆိုတဲ့ကောင်မလေးကနန်ဒိုတို့ဘာပြဿနာကြောင့်ရုတ်တရက်ကြီးပြောင်းသွားရတာလဲလို့မေးတဲ့အခါဘင်ကဘာပြဿနာမှမရှိတဲ့အကြောင်းပြန်ပြောလိုက်ပြီးဖုံးပြန်ချသွားခဲ့ပါတယ်။နောက်တော့တန်တိုင်အနောက်ကနေအပြင်းစား dialogue တွေရွတ်ပြနေတဲ့ပြဿနာတစ်ခုကိုမြင်ကြရပါတယ်။ အဲ့ဒီပြဆက်ကိုနန်တို့နဲ့တငယ်ချင်းတွေလည်းထိုင်ကြည့်နေကြတာပါ။တန်တိုင်နောက်ကအမျိုးသမီးကတဆေအချောင်းတွေနဲ့လူတက်မှုအချောင်းတွေကိုပါ special ခံစားချက်တွေနဲ့ပြောပြနေပါတယ်။အဆုံးသက်မှာတော့နန်တို့တို့အားလုံးကအဲ့ဒီအမျိုးသမီးကိုလက်ခုပ်တီးအားပေးလိုက်ကြပါတယ်။ရေကန်တစ်ပေးမှာရာနီတယောက် Grindin တီးခတ်နေတဲ့ချိန်မှာဘင်ရောက်လာခဲ့ပြီးမင်းဝင်ကြည့်ရတာဝန်းနေမှုတွေဖုံးလွှမ်းနေလို့ခံစားရတယ်။ဘာကိစ္စအတွက်ဝန်းနေနေရတာလဲဆိုပြီးမေးလိုက်ပါတယ်။ရာနီကပြောပြလိုက်ရင်လည်းဘာမှထူးခြားမှာမဟုတ်လို့ မသိချင်ပါနဲ့လို့ဆိုခဲ့ပါတယ်။ဘင်ကပြဿနာရှိရင်အဖြေရှိရမယ်လို့ပြောပေမဲ့ဘရာနီကတော့မဖြစ်နိုင်တဲ့အကြောင်းကိုပဲပြန်ပြောခဲ့ပါတယ်။ဘင်ကမစိုးစားကြည့်ပဲအရင်လက်မလျှော့တဲ့အကြောင်းထပ်ပြောတဲ့အခါသူမကအဲ့ဒီဇက်လန်းကရှေလျားရှုပ်ထွေးလွန်ပြီးသူမရဲ့မှတ်ညံတွေကနေဖျောက်ပစ်ထားတာကြာလာပြီဖြစ်ကြောင်းအစားပြန်ဖို့မိရင်အဆုံးမရှိတဲ့ဝမ်းနည်းမှုတွေဒေါသတွေပဲခံစားရမှာမို့ပြီဖုံးကားချတာလိုက်ပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။ ဲ့ဒီနောက်ဇလန်းဆာကဖုံတထောင်းထောင်းချနေတဲ့ဇာအုပ်ကိုယူထုတ်လိုက်တဲ့ခန်းကိုပြန်မြင်ကြရပါတယ်။အဲ့ဒီမှာတွေ့လိုက်ရတာက ရာနီရဲ့ဓာတ်ပုံပဲဖြစ်နေခဲ့တာပါ။ပြီးတော့ဒိုင်ယာလီဇာအုပ်လည်းပါရှိပြီးဇာအုပ်ထဲမှာရေးထားတာကသူမဟာကလေးတွေကိုချစ်တတ်ပြီးသူတို့လေးတွေနဲ့ကစားရတာသဘောကျကြောင်းဟန်ဒီနဲ့နှစ်တွေအကြာကြီးလက်ထပ်ပြီးတဲ့အထိသူမဟာကလေးမရနိုင်သေးကြောင်းနောက်ပိုင်းငွေရေးကြေးရေးချင်းနေပို့ဆိုးလာတာကြောင်းဟန်ဒီကဂျကာတာကိုအလုသွားလုခဲ့ရကြောင်း သူမကတော့ထီးချက်နေတဲ့အချိန်မှာကလေးတွေနဲ့ပဲမကြာခဏကစားနေခဲ့ကြောင်းဒါပေမဲ့ဟန်ဒီကဂျာကာတာမှာအနေကျလာတော့သူမအပေါ်ဖောက်ပြန်သွားခဲ့ကြောင်းဒီနေ့မှာတော့အဲ့ဒီမယငယ်ကနီနာစီကိုဖုန်းဆက်လာခဲ့ပြီးသူမနဲ့ဟန်ဒီကိုနောက်ဘယ်တော့မှမပတ်သက်ဖို့လာပြောခဲ့ကြောင်းပြီးတော့မယငယ်စီမှာလည်းကိုဝင်6လတောင်ရှိနေပြီဖြစ်တဲ့အကြောင်းတွေပြောသွားခဲ့တာပါ နောက်တော့သူမစီကိုစားတဆောင်ရောက်လာပြီးဟန်ဒီကသူမကိုကွာရှင်းလိုက်ပြီဖြစ်ကြောင်းနဲ့ မယင်ငယ်အတွက်လက်ရှိသူမနေတဲ့အိမ်ကိုလည်းဘန်မာပေါင်နှံလိုက်ကြောင်းတွေသိလိုက်ရပါတော့တယ်။ရုတ်တရက်သူမရဲ့ဘဝဟာအမှောင်ဖုံးသွားခဲ့ပြီးဒီဒုက္ခတွေကိုတိတ်ဆိတ်စွာအဆုံးသတ်ပြဖို့အတွက်သူမရဲ့လက်တော့ဝိသွေးကြောကိုလှီးဖြတ်ပြက်ကရက်ဆက်တဲ့ကဘာကြီးကိုကြောခိုင်းသွားခဲ့ပါတော့တယ်။ဘင်တယောက်ဒါရာဒီစာအုပ်ကိုဖတ်ပြီးတဲ့နောက်မီးလုံးကရုတ်တရက်ပေါက်ကွဲထွက်သွားပါတယ်။မီးဖို့ကြောင်မှလည်းတုံခါလာခဲ့ပြီးဓာတ်နှလက်လွင့်စင်ထွက်လာသလိုရုတ်တရက်သပင်ဖားလာနဲ့မိမ့်မှလည်းပေါ်ထွက်လာခဲ့ပါတော့တယ်။ နောက်တော့အမျိုးသမီးကအပေါ်ကိုတက်သွားခဲ့ပြီးဘင်လက်အပြေးလိုက်တက်သွားခဲ့ပြီးမဲ့ရန်ဒါကိုရောက်တော့ဘာမှရှိမနေတော့ပါဘူးညပိုင်းမှာတော့ဘင်ဟာအတွေးပေါင်းများစွာနဲ့အိမ်ထဲမှာလမ်းလျှောက်နေခဲ့ပါတယ်နောက်နေ့မှာတော့ရာနီနဲ့ဆုံတွေ့နေကြရေကန်တပေးကိုသွားတော့လဲသူမကရောက်မလာခဲ့ပြန်ပါဘူးဘင်ဟာမိုးချုပ်တဲ့အထိစောင့်နေခဲ့ပြီးမိုးတွေကလည်းသဲထန်စွာရွာချလာတဲ့အထိငုတ်တုတ်ထိုင်နေမိပါတယ်နောက်တော့မိုးချင်းတဲ့ဂျဲကြီးနဲ့အတူ သူမဟာတရဲမရာနီဖြစ်နေသူ့ရှိ့မှာပေါ်လာခဲ့ပါတော့တယ်။ဘင်ကခွင့်မတောင်းပဲသူမရဲ့ဒါယာရီကိုဖတ်မိခဲ့တဲ့အတွက်တောင်းပန်တဲ့အကြောင်းပြီးတော့သူမအနေနဲ့လည်းအသိပေးခြင်းနဲ့လို့ထင်တာကြောင့်ဟုံးကွယ်ထားတဲ့အရာတွေကိုရှာဖွေမိခဲ့ကြောင်းဒါအပြင်အရင်တုန်းကအတိုင်းသူမအပေါ်မှာခံစားချက်တွေမပြောင်းမလဲရှိနေကြောင်းတွေပြောကသူမကိုဖတ်ချလိုက်ပါတော့တယ်။ဒုံတို့ဖွဲ့ခောက်ဆွဲထိုင်စားနေကြတော့လေချုံတဲ့ပြီးပြန်လာတဲ့ဘင်ကိုတွေ့လိုက်ရပါတယ်။ဘင်ကအခန်းထဲကိုဝင်သွားပြီးတဲ့နောက်မှာ ဒုံတို့နှစ်ယောက်ကဘင်းရဲ့ပုံစံကအရင်ကနဲ့မတူတဲ့အကြောင်းနဲ့ဒီကိစ္စကိုနန်တို့တို့ကိုသွားပြောပြရမယ်လို့ပြောနေကြပါတယ်။အဲဒီနောက်နှစ်ယောက်သားဆိုင်ကယ်စီးပြီးထွက်သွားကြပါတယ်။ဒါပေမဲ့သူတို့ဟာခရီးရှိဆက်မရောက်ပဲဒီနေရာကိုပဲပြန်ပြန်ရောက်လာနေကြတာပါ။အဲဒီချိန်မှာစကားပြောစမ်းကြားလိုက်ရတာကြောင့်အောက်ကိုငုံကြည့်လိုက်တော့ပြက်ကျနေတဲ့ခေါင်းတလုံးကိုမြင်လိုက်ကြရပါတယ်။နှစ်ယောက်သားခြေဥတည့်ရထွက်ပြေးသွားကြပြီးလူချင်းကွဲသွားကြပါတယ်။ဘရုကတနေရာမှာထိုင်နာနေတော့ ခေါင်းပြက်ကြီးကရောက်လာတာကြောင့်ထွက်ပြေးသွားခဲ့ပေမဲ့တရေမကသူ့ရဲ့ရှေ့မှာစောင့်နေခဲ့တာပါအဆောင်မှာတော့ဒင်ဂါတယောက်ပကံဆေးနေရင်ကမိုးတန်ကြားလိုက်ရတာကြောင့်ကြောက်လန့်နေစင်မှာတယ်လီဖုန်းတံမြည်လာခဲ့ပါတယ်သူဖုန်းကင်လိုက်တော့ရာနီကိုခေါ်ခိုင်းနေပြီးဒင်ဂါကမရှိဘူးလို့ပြောနေတုံးပါပဲတရေမကသူ့အနားမှာပေါ်လာပါတော့တယ်တစ်ဖက်မှာတော့တရေချောင်းလို့ပြေးလာတဲ့နှကောင်သားနန်ဒူနဲ့တနေရာမှာသွားတွေးမိကြပါတယ်ပြီးတော့သူတို့ကနန်ဒူကိုအတုလားအစ်စ်လားဆိုပြီးကြောက်လန့်နေတာကြောင့် ဖက်နဲ့နဲ့ပြစ်ပေါက်နေပါသေးတယ်။အဲ့ဒီချိန်မှာပဲအဆောင်ကနေပြေးထွက်လာတဲ့ဒင်ဃာတယောက်အမောတကောနဲ့ရောက်ချလာခဲ့ပြီးအားလုံးကိုအိမ်ထဲကိုအရင်ဆွဲခေါ်သွားခဲ့ပါတော့တယ်။ဘင်တယောက်တနင်္လာစီကိုဖုန်းခေါ်နေခဲ့ပြီးတစ်ဖက်ကဖုန်းမကင်တာကြောင့်စိတ်ညစ်နေပါတယ်။အဲ့ဒီချိန်အဆောင်စီမှာတော့ပယောဂဆရာတဦးနဲ့နန်တို့တို့ဘော်ဒါအုပ်စုရောက်လာခဲ့ပါတယ်။သူတို့အုပ်စုဟာအထဲကိုကုတ်ချောင်းကုတ်ချောင်းနဲ့ဝင်လာခဲ့ကြပြီးဆရာကအဲ့ဒီမကောင်းဆိုးဝါးကိုနှင်ထုတ်ပေးမယ်လို့ပြောလိုက်ပါတယ်။ နောက်တော့နန်တို့အဖွဲ့ကိုပရင်းပေါင်းတွေလိုက်ပိတ်ခိုင်းလိုက်ပြီးဆရာကြီးကအထက်ဆရာအောက်ဆရာတောင်ဆရာမြောက်ဆရာတို့ရဲ့အမိန့်နဲ့လူသားတွေနေထိုင်ရာဒီအိမ်ကြီးကချက်ချင်းထွက်သေးဆိုပြီးမကောင်းဆိုးဝါးကိုအမိန့်ပေးလိုက်ပါတယ်။အဲဒီအခါမှာဂရင်ဒင်းတန်ကိုကြားလိုက်ကြပြီးအတန်ထွက်လာတဲ့အခန်းစီကိုအစီအရင်ချိန်တန်နဲ့ရိုက်လိုက်တဲ့အခါဆရာကြီးပါလွင့်ထွက်သွားပါတော့တယ်။ပြီးတော့တရေမကအခန်းထဲကထွက်လာပြီးဆရာကချိန်တန်နဲ့ပြေးရိုက်ပါတယ်။ ။ဒါပေမဲ့ဆရာကိုယ်တိုင်ပဲတရေမားရဲ့လက်ထဲမှာအညစ်ခံလိုက်ရပြီးအပြင်ကိုလွင့်ထွက်သွားပါတော့တယ်။အဲ့ဒီနောက်တရေမားကအပြင်ထွက်လာပြီးနန်တို့ကိုလည်းပဲညှစ်နေပါတော့တယ်။အဲ့ဒီချိန်မှာပဲဘိန်ကလည်းမိုးတဲ့ရေတွေကပြန်ရောက်လာခဲ့ပြီးရောက်ရောက်ချင်းပဲအပြင်မှာလဲနေတဲ့ဆရာကြီးကိုတွေ့လိုက်ရပါတယ်။ဆရာကအထဲမှာပြဿနာတွေတက်နေပြီလို့ပြောတာကြောင့်အထဲကိုပြေးဝင်လာခဲ့တော့တေလူမျောပါဖြစ်နေတဲ့နန်တို့ကိုမြင်လိုက်ရပါတယ်။ဘင်ကသူ့တငယ်ချင်းကိုမလုပ်ဖို့ဝင်တောင်းပန်လိုက်တဲ့အခါမှာ ရာနီနဲ့နန်ဒိုကိုလွှတ်ချပေးလိုက်ပါတယ်။အဲဒီနောက်ဘင်ကသူ့ကိုခွင့်လွှတ်ပေးဖို့အတွက်ရာနီကိုတောင်းပန်စကားဆက်ပြောနေပါတယ်။တကယ်တော့ဘင်ကရာနီနဲ့တွဲနေခဲ့တာဟာသူမအကြောင်းကိုဝတ္ထုရေးချင်လို့ဖြစ်ပြီးအဲ့ဒီရည်ရွယ်ချက်နဲ့ဒီအဆောင်မှာလာနေခဲ့တာပါ။ရာနီကတော့ဘင်ဝတ္ထုရေးနေတာကိုသူမအချိန်တိုင်းစောင့်ကြည့်နေတာမို့အားလုံးကိုသိပြီးသားပါလို့ဆိုခဲ့တာပါ။အဲ့ဒီချိန်မှာပဲပရာဆိုတဲ့လူလည်းရောက်လာခဲ့ပြီးတရေမကိုမြင်တော့အံ့ဩသွားခဲ့ပါတယ်။ရာနီကတော့ဘင်ကိုလည်းအပြစ်မြူသလို့ အခုဆိုရင်သူမကျွတ်လို့မဲ့အချိန်တန်ပြီမို့ဒီနေရာကထွက်သွားရတော့မှဖြစ်ပြီးဘင်းရဲ့တငယ်ချင်းတွေလည်းကြောက်စရာမလိုတော့တဲ့အကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့သူမမသွားခင်မှာနောက်ဆုံးအချိန်နေနဲ့ဘင်းကိုဖတ်ထားခြင်းတဲ့အကြောင်းတောင်းဆိုလိုက်တဲ့အခါပရာကဝင်တားလိုက်ပြီးဒါဟာသူ့ရဲ့ဝိညာဉ်ကိုနှုတ်ယူဖို့ခွင့်ပြုလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်ဆိုပြီးသတိပေးပါတယ်ဒါပေမဲ့ဘင်းကနားမထောင်ပဲရာနီကိုဖတ်ထားလိုက်ပြီးမကြခင်ချိန်မှာပဲသူမလည်းပျောက်ကွယ်သွားပါတော့တယ် လက်ပြအမဲလေးတကောင်ပြန်ထွက်သွားတာကိုမြင်လိုက်ကြရပြီသူတို့လည်းငေးကြည့်နေခဲ့ကြပါတယ်မျိုးသမီးတယောက်စာကြည့်တိုက်တစ်ခုတည်းကိုတလှမ်းချင်းဝင်ရောက်လာခဲ့ပြီးစာအုပ်တအုပ်ကိုဆွဲယူလိုက်ပါတယ်အဲ့ဒီစာအုပ်ကပင်ကြီးထားတဲ့ရာနီရဲ့ဝန်းနေစရာဇာတ်လမ်းလေးပါပဲလက်ပြအမဲလေးတကောင်ကတော့အင်ကြီးတဲကိုပြန်ဝင်လာခဲ့ပြီးပကြီကားတဲကပန်းပွင့်လေးပေါ်မှာနားနေတဲ့ခန်းမှာပဲရုပ်ရှင်လေးကဇက်သိမ်းသွားခဲ့ပါတော့တယ်ခင်ဗျာ။ အဆုံးထိအားပေးခဲ့ကြတဲ့ပြည်သက်အယောက်စီတိုင်းကိုကျေးဇူးထူးတင်ရှိပါကြောင်းနဲ့ပြည်သက်များနဲ့တကွတိုင်းပြည်နဲ့လူမျိုးကိုစိတ်မခတ်တော့သူများအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ကတော့ BDM ရဲ့ရင်ဘတ်ကြီးနဲ့တင်ဆက်သူဇေယျာဖေးပဲဖြစ်ပါတယ်ခင်ဗျာ